ုနှစ်ရသမီးမရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကပန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာရဝေးမှာရှိတဲ့ပြည်ပမှာရှိတဲ့ဆွေမျိုးမိတ်ဆွေရေစီကနေပြီးတော့ဝမ်းသာစရာတည်နေစိတ်ချမ်းသာစရာတည်နေစကားကြရတဲ့အဖိုးတန်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တယ်နော်ဝေချေးကံလည်းဒီနေ့အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ဈာမကြီးအနေနဲ့လက်တစ်ပတ်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်တယ်။အချီးရေးမှာချစ်သူစီကနေပြီးလက်ဆောင်ရတတ်တယ်။အိမ်တော်ရေးမှာလည်းခင်မွန်းတဲ့နဲ့ပတ်သက်ပြီးသွားလို့ရှိရင်အိမ်တော်ရေးမှာခ င်မွန်မိသားစုအတွက်စိတ်ချမ်းသာစရာဝမ်းသာစရာတွေဂျုံဒီယာတက်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်။ရေရာအနီနဲ့မိမိအိမ်ရှိပြားမှာအုံဒီစိတ်6စိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောကြွေကမှန်ကန်ပြီးတော့ အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တဆင်အောင်လေးမပါစေ2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာပညာရေးကိစ္စသင်တန်းကိစ္စတွေမှာ အခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။လက်ရှိရဲ့အလုပ်ကိုတိုးချဲ့ရတာမျိုးတွေလုပ်ငန်းအသစ်စတင်ရတာမျိုးတွေလည်းကြုံရတတ်တယ်။လုပ်ငန်းအသစ်တွေတိုးချဲ့တာတွေစတင်တာတွေဆိုလှုပ်ဆောင်တင်တဲ့အဆင်ပြေအောင်မြင်မယ်ကောင်းတယ်နော်။ရရှိရာရှိတဲ့ငွေရေးကြီးတွေလည်းဒီနေ့မှမထင်မဖက်မရည်ရွယ်ပဲနဲ့ပြောင်းဝင်လာတတ်တယ်။ကျန်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ ငါဖြစ်ပြီးတော့အချီရေးမှာချစ်သူရှိကနေဝမ်းသာစရာစိတ်ချမ်းသာစရာကြာရတက်တယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်ကကောင်းတဲ့ကောင်းသောခီးဝေးထွားတယ်ခီးဝေးသွားတက်တယ်အကျိုးပေးတဲ့အရာမှာအဖြူရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာပဲပလာတာကလူပေးရမှာဖြစ်ပါတယ်ရှင် ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လင်းမပါစေ။2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ လူမျိုးချဘာသာကြတဲ့ရှိကနေပြီးတော့မထင်မဖဲနဲ့မရည်ရွယ်ပဲနဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတတ်တယ်ရွှေလဝိယတနာများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာအစ်တီအတွက်တွေကိုစိတ်တော်ကတွေရှေ့ရှုရတာမျိုးတွေကြုံရတတ်တယ်သူတစ်ပါးကလည်းဒီနေ့မှာမိမိကိုကြောက်တော့နာကြောက်ချတာအထင်လွဲအဆွဆွေလေးခရမ်းတတ်တယ်တတိယနော်ကျမ်းမာရေးအနေနဲ့လည်းခြေတော့မှာ ထိကတင်ရတတ်တဲ့ချစ်သူစီကနေပြီးတော့လေတည်ငောင်းချရတတ်တဲ့အိမ်တော်ရေးမှလည်းသူများပြဿနာကိုပြဿနာ ဖြစ်တတ်တဲ့အတွက်အိမ်တော်ရေးမှသူများကြောင့်အစင်မပြေဖြစ်တတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင့်တဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှလက်ဖက်တော့ကလူပြားမှဖြစ်ပါရှင် ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာတငယ်ချင်းမိတ်ဆွေမွန်မောင်များနဲ့ အရှင်မပြေဖြစ်တတ်တဲ့ရင်ကိစ္စစပစ္စည်းကိစ္စအတွက်ဒီလေစကားပြောဆို ဖြင်းရှင်းပြရတာမျိုးတွေကြုံရရတတ်တယ်အလုပ်ထဲမှာလည်းအခွင့်အရေးကောင်းရတာအောင်မြင်မှုကြီးကြီးမမရရှိတာမျိုးတွေလည်းကြုံရရတတ်တယ်ချစ်သူစီကနေပြီးတော့တည်ငောင်းကြရတတ်တယ်အိမ်တော်ရေးမှာတော့အဝေးမှာရှိတဲ့ခင်မွန်းတဲ့အတွက်ကိုကိုကပူပင်တော့ကမှုတွေကြုံရရတတ်တယ်ကျမ်းမာရေးအနေနဲ့ရှင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ် အကျိုးပေးတဲ့ကဏန်းကတော့၄နဲ့၉ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဝါရောင်ပဲဖြစ်ပါတယ်ရေဒီယာအနေနဲ့မိမိအရှိဘုရားမှာနနတိကလူပေးရမှာဖြစ်ပါတယ်ရှင်ကိုနေရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ရှင်လေးမပါစေ 2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကျာတာပရိသတ်သမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ကျာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုပ်ကိစ္စများနဲ့ပတ်သက်ပြီးတော့အလုပ်ကိစ္စဝေးကြီးကိစ္စများနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာစကားအခြေအတင်တွေအငင်းအကုန်တွေပြောဆိုရတတ်တယ်ရွေးချယ်ရခက်တာဆုံးပြရခက်တာစိတ်နှခွဖြစ်เสียများနဲ့လေဒီနေ့မှာ ဂျုံလီရတတ်တဲ့တတိသာနော်အရေးကြီးရမယ်ဆုံးဖြတ်ရမယ်ဆုံးဖြတ်ချက်ချမယ်ကိစ္စတွေမှာဆိုချိန်ဆပြီးတော့လုံနော်ဆန္ဒမစောတင်သေးဘူးနော်ကျမ်းမာရေးကကောင်းနေတော့လေလက်မှာတတိသာနော် အနာတရရတတ်တယ်ထိကိုက်တန်ရရတာမျိုးတွေဖြစ်တတ်တယ်အချီရင်းမှလည်းတာရတယ်နော်အိမ်တော်ရင်းမှလည်းအိမ်တော်ရင်းမှလည်းတယောက်နဲ့တယောက်ကနားလည်မှုတွေလွဲပြီးတော့အစင်မပြေတာမျိုးတွေအိမ်တော်ရင်းတော့ဖြစ်တတ်တယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့ငါးနဲ့ကိုးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာ အပြာဖြော့ဖြော့အရာမဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာပဲပေါက်စီ ကလူပေးရမှာဖြစ်ပါတယ်ရှင် နိယသာသမီမေရှင်များ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့တောက်ကြတာညီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။ ။ထောက်ကြသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင် ရဝေးမှာရှိတဲ့အဆက်အသွယ်ကောင်းတဲ့အချိတ်ဆက်ကောင်းတဲ့ဒီနေ့အတွက်ရရှိတတ်တယ်နော်။အလုံးနေရာတိုင်းကနေလည်းဒီနေ့မှာ အထူးကောင်းမွန်တဲ့နေမျိုးဖြစ်ပါတယ်အလုံးတွက်နေရာတိုင်းတွက်လည်းဝန်သားစရာစိတ်ချမ်းသာစရာများနဲ့ကြုံတရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းတည်တာနော်လက်မှာထိခိုက်တရားရတတ်တယ်အချီရေးမှာလည်းစိတ်အလိုမကျရင်ညနေတတ်တယ်အိမ်တော်ရေးအိမ်ရေးမှာတော့ ကြည်နူးချမ်းမြေ့စရာစကြမ်းသာစရာများနဲ့ဂျူလီယာတက်တင်ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့တော့ဒီနေ့မှာ တတိထားနော်စကားပြောဆိုရတာဖြည့်ရှင်းပေးရတာသူများ ပြဿနာ ကိုပြဿနာဆိုသလိုမျိုးငွေရေးချင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းပေးရတဲ့တင်အကျိုးပေးတဲ့အနန်းကတော့ငားနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာညီညူရောင်နဲ့ညီညူရောင်နဲ့ အညိုရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာရွှေတမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်အိဒါသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဒါသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင်လွှမ်းမပါစေ 2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့စနေသားသမီးများတက်တနေ့တောင်ဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှမိတ်ဆွေအရင်းနေနဲ့စကားပြောဆိုညှင်းခုန်ရတာမျိုးတွေဒီနေ့မှဂျုံတရားတက်တဲ့စာချုပ်ကိစ္စဆက်တူရှေ့ရကိစ္စတွေကိုလည်းဒီနေ့မှအင်တိုက်အတိုက်မလုပ်သင့်သေးဘူးเนาะအစင်မပြေဖြစ်တတ်တဲ့ ဝန္တာဇေယသတင်းကောင်းတွေလေးကြာရတဲ့တဲ့ကျမ်းမာရေးအနေနဲ့သတိထားနော်ခြေတော်ရဲ့အောက်ပိုင်းမှာထိခိုက်မိတတ်တဲ့အနာတရရတတ်တဲ့အချီရေးမှာလည်းအထင်မြင်လွဲစရာများနဲ့ဂျုံတရတတ်တဲ့အိမ်တော်ရေးမှာအဝေးမှာရှိတဲ့မိဘဆွေမျိုးတွေရှိက နေပြီးတော့ထောက်ပံ့ကအကူအညီကောင်းတွေရရှိတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှမွေးင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်။